hết cái ra nay có chi tròn mưu chấp co nuôi tham mấy chứ tôi có <laughs> nữ có cha quen nay giờ so cái hôm là nương từ đi bu phơi na cha quanh chục minute những cái hấp hấp hôm cái màn phơi bu phơi na đó thầm mấy giờ nay giờ muốn thầm mấy trong đây không không long đồ thầm mấy gì đi trong 10မိနစ်ခကျင်းချုပ်ပြောကြားပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ငေရအောင်ခုလိုမွန်မျိုးသားကွန်ဖရင့်မွန်နေရှင်နယ်ကွန်ဖရင့်မှာစကားပြောခွင့်ရတဲ့အတွက်တက်ရောက်လာတဲ့ယဟန်တော်တန်ဃာတော်များအားလုံးလူကြီးမင်းများအားလုံးပညာရှင်များအားလုံးနဲ့နိုင်ငံရေးပါတီများအားလုံး တက်ရောက်လာတဲ့အဖွဲ့အစည်းအားလုံးနဲ့ပြည်သက်အားလုံးကိုကျေးဇူးတင်ရှိကြောင်းဥစွာပြောကြားလိုပါတယ်ကျွန်တော်ကတော့နိုင်ရဲစော်ဖြစ်ပါတယ်ပြူစာရန်ဖတ်ပွဲပြီးမှတော့ဆရာတော်ကြီးများကကျွန်တော်ကိုနိုင်ရိုက်ချိုင်းဆိုပြီးတော့အမိပေးခဲ့ပါတယ်အဲ့တော့နိုင်ရိုက်ချိုင်းဆိုတာလည်းဟုတ်ပါတယ်နိုင်ရဲစော်ဆိုတာလည်းဟုတ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ ပြီးခဲ့တဲ့ပြူစာတန်းဖွဲ့ပွဲမှာမွန်နုနဲ့ပတ်သက်ဆက်နွယ်လာသောပြူစာတန်းများဆိုတဲ့စာတန်းကိုဖတ်ခဲ့တဲ့သူပဲဖြစ်ပါတယ်အဲ့တော့အခုလိုမွန်သမိုင်းကြောင်းတွေကခေါင်းလောင်းတော်ဓမ္မစီကြီးဆိုတဲ့စာတန်းကိုဖတ်ဖြစ်ခဲ့ရတာလဲအရေးပေါ်အခြေအနေကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမွန်ခေါင်းလောင်းတော်ကြီးဖြစ်တဲ့ဓမ္မစီကြီးခေါင်းလောင်းကို ဆယ်ယူဖို့အတွက်ကြိုးစားနေပြီဖြစ်တဲ့အတွက်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မွန်လူမျိုးတွေကအရေးပေါ်တွေးတောစဉ်းစားပြီးတော့ဆုံးဖြတ်ဖို့လိုအပ်လာတဲ့အချိန်မို့လို့ဒီအချိန်နေမှာ ကျွန်တော်ကဒီစာတန်းလေးကိုအရေးပေါ်အနေနဲ့တင်ပြရခြင်းဖြစ်ပါတယ်မြန်မာဘာသာနဲ့ပဲတင်ပြရှင်းလင်းခွင့်ရှင်းလင်းရတဲ့အတွက် နားလည် ခွင့်လွှတ်ပေးလိမ့်မယ်လို့လည်းယူဆပါတယ်အဲ့တော့လူမျိုးတို့တိုင်းလူမျိုးတိုင်းမှာ တို့လူမျိုးတွေနဲ့ပတ်သက်တဲ့တင်္ကေတတွေအမှတ်လက္ခဏာတွေရှိပါတယ်အဲ့ဒီထဲမှာဓမ္မစီတီခေါင်းလောင်းဆိုတာက ကျွန်တော်တို့မွန်နေအတွက်အမျိုးသားရေးတင်္ကေတတခုအမှတ်လက္ခဏာတခုပဲဖြစ်ပါတယ်ကဘာပေါ်မှာအကြီးဆုံးခေါင်းလောင်းလို့သတ်မှတ်တဲ့ရုရှားနိုင်ငံကဇာဂိုလူကော့ဆိုတဲ့ခေါင်းလောင်းထက်လဲ250ကျော်စိုးတယ်အဲ့ဒီခေါင်းလောင်းထက်လဲတန်ချိန်100ကျော်လေးတယ် အဲ့တော့တန်ချိန်ပေါင်း290ကျော်ရှိတဲ့ခေါင်းလောင်းကိုကျွန်တော်1486ခုနှစ်မှာမွန်ဘီရင်ဖြစ်တဲ့ဓမ္မစီရီမင်းကြီးကသွန်းလုပ်ပြီးလှူဒန်းခဲ့မှုတယ်ဆိုရင်ပြောမယ်ဆိုရင်ယုံကြည်မှတော့ယုံပါလိမ့်မယ်သို့တော်အဲ့ဒါကအမှန်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကကာလရွေ့ရမယ်ဆိုရင်မွန်ရဲ့ခေါင်းလောင်းအဖြစ်ကနေပြီးတော့ရွေ့ရပြီးတော့ဗမာရှေ့ဟောင်းအဖြစ်ကိုသွတ်သွင်းခံရနိုင်တယ် ။ तू ကဘာမှတော့ပေါ့ပေါ့မမရှေ့ဟောင်းလိုက်ရာတခုဆိုပြီးတော့ပေါ်ပြလိုက်တဲ့ကံမှာညင်းရလဲခက်တယ်ပြောရလဲခက်တယ်ကိစ္စတခုဖြစ်သွားမယ်။ဘာမှရှေ့ဟောင်းလဲရာဆိုတာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်။သို့တော့မွန်ရဲ့လက်ရာဆိုတာဟုတ်မဟုတ်ကြတော့ပြောရခက်သွားတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးဖြစ်သွားနိုင်တယ်။အဲ့တော့ရှားဖွေတေးရှိသူတွေရဲ့ဩဇာလမ်းမှုမှုအရပြုပြင်ပြောင်းလဲတဲ့သမိုင်းဖြစ်ရတည်ပြောင်းလဲရေးသားကဓမ္မစေတီခေါင်းလောင်းရဲ့သမိုင်းဖြစ်ရမှန်ကွယ်ပြောက်သွားပွဲရှိတယ်။ဟောသမိုင်းဆိုတာရေးသားသူရဲ့လက်ထဲမှာလည်းရှိတယ်တခါလေကြတော့ တမိုင်းဆိုတာကဖြောက်ဖြက်လို့မရဘူးလို့ဘယ်လိုပဲပြောပြောတခါတလေကျရင်ရေးသားသူတွေရဲ့လက်ထဲမှာတမိုင်းကရှိနေတတ်တယ်။အဲ့တော့ဒီဓမ္မစေတီခေါင်းလောင်းရဲ့တမိုင်းเจ้าကလည်းဖြစ်ရမှန်ခွဲပြောက်သွားနိုင်တယ်။ဓမ္မစေတီမင်းကြီးတွန်းလှုပ်လှူဒန်းခဲ့ပါတယ်ဆိုတဲ့ဖြစ်ရမှန်တော့မှပျောက်သွားနိုင်တယ်။နောက်ပြီးတော့တခါဒီလိုဆယ်ယူတဲ့ကိစ္စတွေမှာမွန်နေရနိုးကြတက်ကြွတဲ့လှုပ်ရှားမှုဘာမှမတွေ့ရဘူးဆိုပြီးတော့နောက်တမိုင်းမှတ်တမ်းမှာလည်းရေးသားနိုင်ပါတယ်။ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပါ။ ်ဏီကုံးနေနဲ့ဒါကြောင့်ဓမ္မစေဒီခေါင်းလောင်းကိုပြန်လဲဆယ်ယူရေးမှာမွန်နေအနေနဲ့မိမိတို့ရဲ့အမွေကိုမိမိတို့ပြန်ရအောင်စ조사တကယ်တို့ပြန်ယူတကယ်တို့조사တင့်တယ်လို့ထင်ပါတယ်ကိုမိဘအမွေကိုလက်ငုတ်လက်ရဲ့အမွေကိုကိုရအောင်ဘယ်လို조사တယ်လဲအဲ့ဒါလို조사တယ်လို့ပဲကျွန်တော်တို့က조사တင့်တယ်လို့ထင်ပါတယ်နောက်တစ်ချက်အနေနဲ့တခြားပုဂ္ဂိုလ်တွေရဲ့조사အထုံးမှုဥပမာကြိုက်တီဆောင်ဆရာတို့ရဲ့조사အထုံးမှု ဥခင်ရွှေစူးစားအားထုတ်မှုဓာရီကိုမကန့်ကွက်မပိတ်ပင်လို့ပဲမဲ့မူနေရဲ့ပိုင်ဆိုင်မှုအခန်းကဏ္ဍမပြောက်ပြက်သွားအောင်တော့ထိမ့်သိမ့်ပေးရမယ့်အခြေအနေရှိပါမယ်နောက်တစ်ချက်အနေနဲ့မူနေအနေနဲ့ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးကိုအမျိုးသားရေးကိစ္စတရအနေနဲ့စဉ်းစားပြီးတော့ကော်မတီဖွဲ့စည်းပြီးဆယ်ယူမဲ့ဆရာတော်တွေဖွဲ့စည်းတဲ့အာဏာပိုင်တွေနဲ့အ мян ဆုံးဆက်သွယ်ဆောင်ရွက်တဲ့အချိန်ရောက်ပြီလို့သုံးသပ်ပါတယ် အဲ့တော့နောက်ဆုံးအချက်အနေနဲ့ဥစ္စာမှန်ပြန်ရဆိုပေမဲ့ဥစ္စာမှန်ပြန်ရဆိုပေမဲ့ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုတဲ့သက္ကပုံလည်းရှိပါတယ်။အဲ့တော့မိမိတို့စ조사အားထုတ်မှုကိုလိုအပ်မယ်ဖြစ်တဲ့အတွက်မုံမျိုးသားအလုံးခေါင်းလောင်းကြီးကိုဆယ်စရာရှိရင်မုံတို့ပဲဆယ်မယ်။တဲစရာရှိရင်မုံတို့မယ်တဲမယ်ဆိုတဲ့ခံယူချက်နဲ့လုတ်ကင်ဆောင်ရွက်သွားဖို့လိုအပ်မယ်ဖြစ်ကြောင်းအခု conference ကိုတက်ရောက်လာတဲ့ဆရာတန်ဃာတော်တွေပညာရှင်တွေလူပုဂ္ဂိုလ်တွေအားလုံးကဝိုင်းဝန်းဆွေးနွေးပြီးတော့ လုပ်ငန်းအကောင့်ထည့်ပုံနိုင်ရေးဆောင်ရွက်ပေးဖို့တင်ပြဆွေးနွေးပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဓမ္မစီဒီမျက်ရည်ဆိုတဲ့ကြံပြလေးတော့ကျွန်တော်ဖတ်ပြားခွင့်ပြုပါလို့တင်ပြအပ်ပါချိန်ပြည့်သွားပြီမယ်ဓမ္မစီဒီမျက်ရည်ဓမ္မစီဒီဆိုတဲ့မွန်တို့ရဲ့ခေါင်းလောင်းနှစ်ပေါင်း400ကြာရည်ထဲမှာအိတ်ဆက်ကြီးညိတောင်တက်နေလေရောပေါ့ဓမ္မစီဒီမင်းရဲ့ကြီးကျယ်တဲ့ဒါနမွန်ဘဝရဲ့တစိတ်တစ်ပိုင်း အတိုင်းမသိအလှပြည်သူညီတူဝင်ခဲ့ပေမဲ့မဆယ်မချင်းရေတွင်းမှာနင်းမြုပ်နေရမင်းကြီးမျက်ရည်ဆက်ဆက်ကြာနေလောက်ပါရဲ့ပိဿာချင်း38000ချွေးဆက်ပေါင်းများစွာဒါနမှာမွန်နေပါခဲ့ဓမ္မစေတီယာမွန်နေရဲ့တမိုင်းကြောင်းခေါင်းလောင်းဟာမွန်နေရဲ့ဥစ္စာပေါ့ပန်းတီးနဲ့ခြေသွန်းထတ်မွန်းလို့စေတနာပေါင်းဓမ္မစေတီစိတ်ရင်းကောင်းနဲ့ ခေါင်းလောင်းဟာမွန်တို့ရဲ့အမှုပညာပေါ့ကပအကြီးဆုံးခေါင်းလောင်းတန်ချိန်ပေါင်း290နှိုင်းမလွယ်တဲ့ဇွဲတတိခေါင်းလောင်းကိုကြည့်ရင်သိလိမ့်မယ်ဒီခေါင်းလောင်းမွန်အပေါင်းကမှမဆယ်ရင်ဘယ်သူဆယ်မလဲဒီခေါင်းလောင်းမွန်အပေါင်းကမှမသိရင်ဘယ်သူသိမလဲဓမ္မစီရီမင်းရဲ့သမိုင်းမွေဒိုးလက်တွေနဲ့ဆုပ်တယ်ကြရအောင် ဓမ္မစီရီမင်းရဲ့မျက်ရည်ဒိုးလက်တွေနဲ့တုတ်ဖယ်ကြရအောင်နိုင်ရဲစွာ29ကို2013ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှာနိုင်ရဲစွာအထူးကျေးဇူးတင်ပါတယ်ရေจบกับเราหมอบราบลงเลยปูมเกพอจะมอยนะ ជប់ក៏ប្រោអឺខ្នួយថ្មីជាតយនរៈពុំមកគេភូចប្រមួយណាណៃមយទីលឿន